အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းကတော့မြန်မာတရုတ်နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်အခမ်းအနားကျင်းပတဲ့သတင်းပါဆိုတော့ဒီအခမ်းအနားကိုတော့နေပြည်တော်မှာရှိတဲ့မင်္ဂလာတေရွိဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပါတယ်ဆိုတော့တရုတ်နိုင်ငံဘက်ကတော့တရုတ်နိုင်ငံတန်မတ်ကြီးမစ်မာချာတက်ရောက်ပြီးတော့မြန်မာနိုင်ငံဘက်ကတော့နိုင်ငံတော်ဆွေမျိုးချုပ်ကြီးကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်ပြီးတော့ အမှားစကားပြောကြခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအမှားစကားနဲ့ပတ်သက်ပြီးတော့နောက်နေ့မှပြောတော့မှာဒါကတော့တအားကျေပြန်တဲ့ကိစ္စပေါ့နော်ဆိုတော့ဒီမှာလည်းအပြန်အလှန်နှစ်နိုင်ငံကောင်းဆောင်တွေအပြန်အလှန်တဝန်တော်ပေးပို့ခဲ့တာရှိပါတယ်ဆိုမြန်မာနိုင်ငံဘက်ကတော့မိမိတို့နိုင်ငံနှစ်နိုင်ငံကြားရှိရင်ဆွဲချစ်ကြည်ရင်နှိမ့်မှုပုံမနှဆိုင်စီရင်နဲ့လောင်လာမဲ့ဆယ်စုနှစ်များစွာအထိကြမ်းကြမ်းခိုင်မာပြီးအပြန်အလှန်ကြိုးရှိမဲ့မိဖက်ဆက်ဆံရေးကဏ္ဍအစ်ကိုပေါ်ထုတ်နိုင်ရေးအတွက်အဆွေတော်နဲ့အတူ ဆက်လက်ရေအနီးကပ်ပူပေါင်းဆောင်ရွက်သွားရင်မျှော်လင့်ဆိုတော့ဒီဒီစာပိုက်လေးပါတယ်ဗောနော်ဆိုတော့တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာချီကျင့်ဖင်ကတော့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကနှစ်နိုင်ငံတန်တမာရေးစတင်တူထောင်တဲ့အချိန်ကစပြီးတော့85နှစ်တာကာလအတွင်းနှစ်နိုင်ငံကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာစိန်ခေါ်မှုတွေကြားမှာပိုပြီးတော့ရှင်သန်ခိုင်မာလာခဲ့တယ်ဆိုပြီးတော့ပြပူထားတာဖြစ်ပါတယ်ဒါကတော့အဲတန်တမာရေးအရာလိုရလို့ဆိုရင် ကိစ္စရည်ဒီပေါ့နော် ဆိုတော့နောက်တဲ့တင်းဘုတ်ကတော့ကျွန်တော်တို့တဲ့တော်တော်လေးပောက်ကွယ်အားပြင်းထန်တဲ့ဆိုရှယ်မီဒီယာမှာဘုံတလုံးပေါက်နေပါတယ်အဲ့ဒါကတော့ NLD လူကောင်းတွေလည်းဖြစ်လက်ရှိ PDF ခေါင်းဆောင်တွေလည်းဖြစ် PDF အဖွဲ့ဝင်ချို့လည်းဖြစ်တဲ့သူများရဲ့ပောက်ကွဲမှုပေါ့အဲ့ဒါဘာပောက်ကွဲတာလဲဆိုတော့တကယ်တမ်းတိုက်တဲ့သူကတိုက်တယ်ပတ်စံကောက်တဲ့သူကလည်းကောက်တယ်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကောက်လိုက်တဲ့ပတ်စံတွေကအဲတိုက်တဲ့သူတွေရဲ့စီမရောက်လာအဲ့ဒီအတွက် ကြည်ကွင်းနေကြတယ်ဗောနော်ဒါအခုမှမဟုတ်ဇက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့အရာပဲဖြစ်ပါတယ်เนาะအခုမှပြောတာမဟုတ်အစတည်းကလည်းကျွန်တော်ပြောတယ်နောက်ပိုင်းဆိုရင်ဒီထက်ပိုပြီးကြုံရစရာတွေအများကြီးရှိသေးတယ်ဒါအခုတော့ဒီလောက်ကြုံလို့ဆိုနောက်ပိုင်းဆိုပိုပြီးကြုံရမှာဗောနော်ဘယ်လောက်ထိဆိုလဲဆိုလို့ရှိရင်တို့ကတို့အခွန်လို့သတ်မှတ်ထားတယ်ဥပမာဒီပစ္စည်းကဒီကနေပြီးတော့ဥမာ A မျိုးကနေ D မျိုးကိုတည်တယ်ဆိုလို့ရှိရင် A ပြီးလို့ရှိရင် B C D အဲ့လိုမျိုးကြားထဲမှာဖြတ်တဲ့မျိုးတွေအကုန်လုံးလည်းထပ်ပြီးပြရတယ်ဆိုတော့ သုံးပေတကိတ်ပေါ့အဲအဲ့လိုအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတယ်ပေါ့နော်သူတို့အုပ်ချုပ်တဲ့ဒေသတွေမှာအဲ့တော့သူတို့မှာဘလောက်တောင်ဖြစ်လဲဆိုတော့ယူနီဖောင်းတော့မဝတ်ရဲတော့ဘူးတဲ့ယူနီဖောင်းဝတ်လို့ရှိရင်အဲ့လိုမျိုးပတ်စံလိုက်ောက်တဲ့သူတွေအဖြစ်မြင်သွားမှာဆိုလို့ပေါ့နော်ဟိုတကယ်တိုက်နေတဲ့သူတွေကပတ်စံမရပဲနဲ့အဲ့ဒီပတ်စံကောက်တဲ့အခုံမှုတွေခေါင်းဆောင်တွေကပဲချမ်းသာသွားတယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ကျွန်တော်ကြားသလောက်ပေါ့နော်ဒီဒီဘေးရင်ပတ်ချံထင်ပါတယ်အဲ့ဒီဘက်ကပြည်ရဲ့ခေါင်းဆောင်တွေရွာခေါင်းဆောင်တော့ရွာခေါင်းဆောင်အဆင့် အဲပြောရင်တတိမမ PDF လေးပေါ့အဲ့ဒီ PDF တွေတောင်းနော်တာမန်ရွာကောင်းတော့အဆင်တော့ Land Cruiser ကိုနောက်ဆုံး model နီးပါမြန်မာနိုင်ငံမှာဝင်ထားတဲ့နောက်ဆုံး model နီးပါစီးတယ်တစည်းတဲတော့မဟုတ်ဘူးအဲ့လိုပဲအခြားသောဒီ Devil Cut တွေပါတယ်ဆိုလို့ရှင်လဲအဲ Devil Cut ကိုကောင်းကောင်းကိုစီးတယ်အကုန်ဝင်းတောက်တွေပဲဝင်းတောက်ဆိုရင်လည်းအဲ့ဒီကားတန်ဖိုးကဝင်းတောက်တန်ဖိုးတွေမနေဘူးပေါ့နော်အဲထောင်ငန်းဝန်းကျင်ကားတွေပေါ့နော်အဲ့လိုမျိုးဝယ်စီးပြီးတော့ နေကြတယ်ဘယ်တော့ပြီးမလဲဆိုတာမသိဘူးဒီအချိန်တွေကအဆုံးမတတ်နိုင်နော်အဲတည်င်းတစ်ခုရတယ်အဲ့တည်င်းကဘာလဲဆိုတော့အဲ့ဒီ data တစ်ခုမှာရှိတဲ့ layer မြေတွေမှန်တယ်မြတ်အကုန်လုံး PDFs ကိုတည်င်းပို့ပိုင်ရှင်နေအဲ့တည်င်းပို့လို့မှလွတ်နေတဲ့ layer မြေတွေဆိုလို့ရှိရင်သူတို့ပြန်ငှားစားတယ်ပြန်ခွဲခွဲတန်းချိုက်ပြန်ငှားစားတယ်ပေါ့နော်အဲ့တော့သူတို့ပဲအပိုင်သိမ်းလိုက်တယ်လို့ ਨੇ အမြဲတမ်းဟို ရာသီတိုင်းပေါ့နော်စိုက်ပျိုးရေးရာသီတိုင်းသူတို့ပတ်စံရနေတဲ့သဘောအဲ့လိုမျိုးနဲ့ပြန်ငှားစားနေတာရှိတယ်။ဒါတွေကတကယ်လို့ဒါနောက်တစ်ချိန်ပြီးခဲ့ပြီးပြီးသွားခဲ့ပြီအကုန်လုံးငြိမ်းချမ်းသွားခဲ့ပြီလက်နဲ့လက်ဆက်ကင်လုံးမရတော့တဲ့အခြေအနေကြလို့ရှိရင်ဘယ်လိုဖြေရှင်းကြမလဲစောက်ကြည့်ရမှာဆိုတော့နောက်တစ်ဒီနေ့ဘောကလည်းအဲ့လိုမျိုးပဲနည်းနည်းတော့ဟိုခါတယ်ပေါ့အဲ့ဒါကတော့ PDF ထောင်ထားတဲ့ mind ကိုပြည်သူတယောက်ကတက်နေမိတယ်တက်နေမိလို့ဆိုပြီးတော့ အဲ့ဒီ PDF ဖွဲ့ကအဲ့ဒီပြည်သူကိုဒဏ်ငွေ3သိန်းဆောင်ခိုင်းနေတယ်။မိုင်းနင်းလိုက်တာကြောင့်ဘာဖြစ်သွားလဲတော့အဲကျွန်တော်တို့ဗတင်းမှာအတိအကျမရှိပေမဲ့အဲ့ဒီ PDF ဖွဲ့တခြားတစ်ဖွဲ့ကရေးထားတယ်ပေါ့နော်။ဆိုတော့ဘာဖြစ်သွားလဲမသိပေမဲ့နင်းတဲ့ပြည်သူကိုတော့ဒဏ်ငွေ3သိန်းဆောင်ခိုင်းတယ်လို့ပြောတယ်။အဲသူကဘာပြောလဲဆိုတော့ဘယ်အဖွဲ့လဲဆိုတော့9မိုင်ဂိတ်ကအဖွဲ့ကြီးတဲ့။ရဲဘော်ဆေးရှူအုပ်စုဆိုပြီးတော့အဲသတင်းတင်ထားတာရှိပါတယ်။ အဲဆေးရှူတာနဲ့ပတ်သက်ပြီးတော့ပောက်ကွဲထားတဲ့ဖိုင်တစ်ဖိုင်ရှိတယ်ပြီးတော့မှပြောမယ်ပေါ့နော်နောက်တည်နေဘုကကြတော့ကျွန်တော်တို့ဒီမကွေးတိုင်းဒေသကြီးပြည်ကမ္မဘတ်ပေါ့နော်ကမ္မဘတ်မှာအဲပြည်ဆိုရင်တော်တော်နီးတယ်ပေါ့နော်ကမ္မနဲ့တော်တော်နီးတယ်ဒါပေမဲ့လည်းနေမရှင်းလင်းရင်းမလုံနိုင်တဲ့နေရာတွေရှိတယ်ဥပမာရေနတာဘတ်ကျောင်းတော့မခွင့်နိုင်ဘူးဘလို့မှစတင်လို့မရအခုချိန်ဒီဒါကျောင်းခွင့်ရသည်ဆိုရတတ်မှတ်ထားပြီးမှလည်းစတင်လို့မရနိုင်ဘူးအဲ့လိုပဲကျောင်းသားတွေပဲစတင်လို့မရတာလားဆိုတော့တန်ဃာတွေပါစာချခွင့်မပေးဘူးတဲ့ PDF တွေက ဲ့လိုမျိုးကျိန်းမောင်းထားတာဖြစ်တဲ့အတွက်တန်ခါတွေလည်းထွက်ပြေးနေရတဲ့အနေအထားရှိတယ်။အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းကနတ်မောက်မှာဒါဝက်ချုပ်ရွာလားမသိဘူးเนาะကျွန်တော်ရွာနာမည်မှိုင်းပါမယ်။ဆီယမတ်တူသက်ခံလိုက်ရတယ်။အဲ့ဒီဆီယမတ်ကအယောက်80မြောက်အသက်ခံလိုက်ရတဲ့ပညာရေးဝန်ထမ်းဖြစ်ပါတယ်။တရားမျှတမှုလူခွင့်ရေးနောက်ပြီးလို့ရှိရင်ကလေးတငယ်အခွင့်အရေးတွေကိုစောင့်မျှော်နေကြတဲ့နော်အမြဲတမ်းတောင်းတနေကြတဲ့သူတွေ ကျောင်းဆရာဆရာမနဲ့ပညာရေးဝန်နဲ့အယောက်80လောက်ပြစ်ဒဏ်ခံလိုက်ရတာကိုနော်အဲ့အနောက်နိုင်ငံတန်ယုံနေခဏခဏစာထုတ်ပြန်နေတဲ့တန်ယုံနေဘာလို့မမြင်ကြရလဲအယောက်80ရှိပြီတနည်းတဲ့ပမာဏမဟုတ်နော်အဲ့လိုမျိုးလိုင်းလံတက်ဖြတ်နေတာဆိုတော့အရင်ရက်ကကျွန်တော်ဒီ assassination နဲ့ပတ်သက်ပြီးတော့ဇက်ကတကကျွန်တော်ကြီးလိုက်ရတယ်ဒီလိုလုတ်ကြံတက်ဖြတ်တာနဲ့ပတ်သက်ပြီးတော့အိန္ဒိယပေါ့2000ခုနှစ်ဝန်းကျင်လောက်မှာဖြစ်မှတင်ပါတယ်ကက်ရှမီးယားဘက်မှာဖြစ်ခဲ့တဲ့တကယ်ဒီ true story စက္ကပါဘောနော်အဲ့စက္ကမှာသူကဒီအိန္ဒိယစစ်သားတွေကိုအနောက်ကနေပြီးတော့တနက်နဲ့လိုက်ပြစ်တာစက္ကနဲ့မှာတော့ရောက်80လောက်ကိုအဲ့ဒီ pistol gun လို့ခေါ်တဲ့အဖွဲ့ကပြတ်တက်သွားတာအဲ့ဒါကိုရှင်းလင်းရေးလုပ်တာဘောနော်သူကဒီနေရာမှာဒီအကြမ်းဖက်သမားတွေကိုခြေမုံရှင်းလင်းတဲ့ပုံစံကိုတော်တော်လေးသဘောကျတယ်။ဒါပေမဲ့စစ်တပ်တပ်တအနေနဲ့အဲ့မှာဘာပြစ်ဖြစ်လဲဆိုတော့စက္ကားထဲမှာဟိုဘာပြောလဲဆိုတော့ငါတို့အခု uniform ကိုပြင်မထွက်ရတော့ဆိုပြီး ဒီလိုတော့စကားပြောတယ်။ခုဘက်ကလည်းစုကြည်နေတယ်မြန်မာနိုင်ငံတော်ဆင်းနေနော်။အဲ့ဒီအစွန်ရောက်ဖွဲ့ကလည်းစုကြည်နေတယ်ဘယ်လိုစုကြည်လဲဆိုတော့ uniform နဲ့တယောက်ကိုပြသက်နိုင်တယ်ဆိုလို့ရှိရင် rupee 9000တောင်။တရားရရှိသွားမှဆိုရင်အဲစစ်ကူပေးမယ်။တကယ်လို့ပြသက်ရင်လည်းကိုတည်သွားတယ်ဆိုရင်မိသားစုကိုအဲ rupee 9000ပေးမယ်။ဒီလိုအမခံချမ်းနဲ့သူတို့ကလည်းလှုပ်တာ။ဆိုတော့အဲ့လိုမျိုးနဲ့ live ပြသက်တာစစ်သားအယောက်80လောက်တည်သွားတယ်။အဲ့ဒီ mission ကိုပို့ဆောင်ခဲ့တဲ့ အဲအရာရှိတွေเนาะအခြားအဆင့်အဖွဲ့ဝင်တွေအကုန်လုံးအဲအိန္ဒိယနိုင်ငံဒုတိယတန်းအဆင့်လောက်ရှိတဲ့စုပေါ့เนาะအမြင့်ဆုံးစုတွေရရှိသွားခဲ့ကြတယ်ဒါဖြစ်ရမှန်ပေါ့เนาะပြောချင်တာကတော့မြန်မာနိုင်ငံမှာပဲဒီလိုဖြစ်စဉ်တွေဖြစ်နေရမှာမဟုတ်ဘူးကျွန်တော်တို့ဟိုအိန္ဒိယမှာလည်းဒီလိုဖြစ်ခဲ့တယ်အခုလည်းဖြစ်သေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပြောချင်တာနိုင်ငံတစ်နိုင်ငံမှာเนาะဟိုကြုံတွေ့လာရတဲ့အခက်အခဲဆိုတာအစိုးရတွေအနေနဲ့လည်းစူးစမ်းပြီးတော့ဖြေရှင်းနေတာပဲဒါပေမဲ့လည်း ိုအများနဲ့လှုပ်ရတဲ့ခါကျတော့လက်ဟာမှုတွေကတော့ရှိမှာပဲအဲ့ဒီအတွက်ကျွန်တော်တို့အများကြီးလည်းအပြစ်တင်လို့မရဘူးဒါပေမဲ့လည်းအပြစ်မတင်မဲနဲ့လုံးဝကြီးပါဇက်ပိတ်ပြီးနေလို့ရမလားဆိုတော့လည်းမရပါဘူးပြောတာတော့တိအောင်တော့ပြောရမှာပဲတိအောင်မပြောလို့ရှိရင်ဘယ်တော့မှအကောင်းနေဆိုတာဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကောင်းအောင်တော့ကျွန်တော်တို့ကတိအောင်ပြောအောင်ပဲပေါ့နော်နောက်တဲ့တင်ပေါ်တော့ကျွန်တော်တို့ဒီထိုင်းနဲ့ကမ္ဘောဒီးယားအခြေအနေပေါ့နော်ထိုင်းနဲ့ကမ္ဘောဒီးယားလက်ရှိစည်ရေးတင်းမာနေတဲ့အခြေအနေရှိတယ်စည်ရေးတင်းမာနေတာကိုနှစ်ဖက်အစိုးရပြန်လည်ညှိနှိုင်းမှုတွေ လုံနေတဲ့ကြားကအဆင်မပြေဘူးအဆင်မပြေတော့နှစ်နိုင်ငံစစ်တပ်တွေကစစ်လက်နက်ပစ္စည်းအသုံးဆောင်တွေရောစစ်တီတွေရောကိုနေဆက်ကိုအင်လိုက်အားလိုက်ပုတ်နေကြတယ်။ဒါကဟိုတော်တော်လေးစိုးရင်စရာကောင်းတဲ့အနေအထားပေါ့နော်။ဒီဒေတာတွင်းနိုင်ငံတွေကြားထဲမှာစိုးရင်စရာကောင်းတဲ့အနေအထားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ထိုင်းကအင်အားတာတာမှန်တယ်။ကမ္ဘောဒီးယားအင်အားနည်းတယ်ဆိုတာလည်းမှန်တယ်။ဒါပေမဲ့လည်းတကယ်တမ်းဖြစ်လာပြီဆိုလို့ရှိရင်နှစ်နိုင်ငံ ဖြစ်လာပြီးဒေတာထဲမှာမတည်မငြိမ်မှုတွေဖြစ်လာမှာတော့အသေးစားပဲဖြစ်တယ်နောက်တစ်ချက်ကကြတော့ပြည်ထုံတန်ရှင်းတာဘို့ပေါ့နော်သူ့ကိုလည်းပြန်ကြည့်ရတယ်သူလက်ရှိပြည်တွင်းမှာဒီဝေဖန်မှုတွေအများပြားရင်ဆိုင်နေရပြီးတော့နိုင်ငံရေးပြဿနာတွေဖြစ်စင်းနေရတဲ့အနေအထားပေါ့အဲ့ဒီမှာနိုင်ငံရေးသမားတွေရဲ့ပုံစံအရပြည်တွင်းမှာပြဿနာတွေပြင်းထန်လာပြီဆိုရင်ပြည်ပပြဿနာတွေနဲ့အာလှည့်ပြီးပြဿနာရှာတတ်တယ်အဲ့ဒါကြောင့်မလို့တဆင်ကစကားထုံးထွက်ပြောတာဝါနဲ့သူတို့နဲ့မကြည်နှက်ချက်တွေရှိတယ်ဆိုတော့ဒီမွေးစေးကိစ္စဝါကိုဘယ်လိုကင်တွယ်ရမယ်ပါညာဆိုပြီးတော့ တဆင်အထွက်ပြောတာအဲ့တော့အဓိကကတော့ဝန်ကြီးချုပ်ကိုသူဝင်ကူပေးတာတဆတဆင်အနေနဲ့ပေါ့နော်ဝင်ကူပေးတာအခုဝန်ကြီးချုပ်ကလည်းပြောလဲဆိုတော့ထိုင်းအနေနဲ့နော်ဒီကမ္ဘောဒီးယားနဲ့ဖြစ်လာမယ်ဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတဲ့ကြောင့်စိန်ခေါ်တဲ့သဘောမျိုးပြန်ပြောတာမျိုးတွေရှိတယ်ပေါ့အဲသူပြည်သူထောက်ခံမှုရအောင်လို့ပြန်လုပ်တဲ့သဘောပေါ့နော်ဆိုတော့နောက်တတင်းတဲ့ဘုတ်ကတော့တန်တွဲပေါ့တန်တွဲမှာရှိနေတဲ့ဒီစာတင်ကြောင်းအချို့ရဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတက်စခန်းပေါ့နော် အဲစူတောင်းရေးတက်စခန်းရဲ့နောက်ပြီးလို့ရှိရင်အချို့သောဒီအေအေခြေဆိုင်တဲ့နေရာတွေကိုနေပြီးကနေပြီးတော့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ဆိုတော့အဲ့ဒီတက်ရှိတွေမှာပြီးလို့ရှိရင်အဲ့ဒီကြောင်းရှိတွေမှာအာ3 5ပြီလောက်နှက်တဲ့တွင်းကြီးတွေဖြစ်သွားတယ်။တော်တော်လေးပြိုကျပျက်စီးသွားတယ်။ပြောချင်တာကတော့တက်ကိုသူတို့တင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီတက်ထဲမှာဘယ်ပြည်သူမှဝင်မနေပါဘူး။နောက်ပြီးစာတင်ကြောင်းမှလည်းဘယ်ပြည်သူမှမနေပါဘူး။သူတို့ဆစ်ဆောင်စခန်းဆိုပြီးတော့ခေါင်းစိတ်တက်တယ်။တကယ်တော့ဘာတန်နှွဲမှာဘာဆစ်ပွဲမှမရှိနေတယ်လို့ နော်ဘာစစ်ဆောင်စခန်းမှလည်းမရှိဘူးသူတို့နေတယ်ဆိုတာတည်အတိကျရလို့ပဲနေပြက်လမ်းပြက်တာဖြစ်ပါတယ်တာမန်တော့တော့လမ်းမပြက်ပါဘူးနော်နောက်တည်နေဘုကတော့ကြိုက်ထူမြို့မှာအဲဝက်တော့ကနော်လမ်းစင်မဲရင်စစ်ဆေးနေတဲ့ရဲတပ်ဖွဲ့ဝင်တဦးကိုတနက်နေ့ချောင်းချောင်းပြစ်ခတ်တဲ့တည်နေဖြစ်ပါတယ်အဲ့ဒါတော့မုံပြင်းနဲ့ကြိုက်ထူမြို့နယ်မှာလိုင်စင်မဲ့ရင်ဒီစစ်စေးနေတဲ့ရတဘောက်ဝင်တူအူကိုဇလာရှိရနေမနက်9:00လောက်ကအဲရန်ကုန်မော်လမြိုင်ကားလမ်းနဲ့ဒီကြိုက်ထူ မြို့ဆောင်လမ်းဆုံးနားမှာအကြက်ဖက်သမားတယောက်ကဆိုင်ငင်နဲ့ရောက်လာပြီးတော့တနတ်နဲ့ပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့အပြစ်ခံရတဲ့သူကတော့ဒီကြိုက်ထူမြို့မရဲစခန်းကနေရင်းကောင်းဆောင်ဖြစ်တဲ့ဒူရဲအုပ်ဝင်းကြိုင်ဖြစ်ပါတယ်။သူကတော့ဥကောင်းကိုပြစ်ခတ်ခဲ့ရတာဖြစ်ပါတယ်။ဆိုတော့နောက်တဲ့တင်းဘိုးကတော့ကျွန်တော်တို့ဒီ PDF တွေကြားထဲမှာမူရစ်စီဝါတွေပြန့်နှံ့နေတယ်ပေါ့နော်။အဲ့တော့ PDF တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့ခွဲထောင်လာကြတယ်။အားသာတဲ့ဘက်ကဆိုပြီးတော့ပြောင်းကြတယ်။ဒါပေမဲ့တကယ်တမ်းသူတို့ဘက်က ရင်ဖွင့်လာတဲ့အချိန်မှာအဲ့ဒါတော့တကယ်တော့မဟုတ်ဆေးဆွဲနေတဲ့ PDF လေးတွေကအချို့သောနေရာတွေမှာမနေချင်ဘူး။နော်စီကန်တင်းကျက်တယ်လို့လို့ဒီမိုကရေစီတွေပိုင်းနိုင်ငံတရားဟောတဲ့နေရာမှာမနေဘူး။သူတို့ကလွတ်လပ်မှုကိုလိုချင်တယ်။အဲတနက်ကန်ကျင်နေပြောကြမြောက်ကြသွားချင်တယ်။ပြီးမွေးစေဝါသုံးဆွဲချင်တယ်။အဲ့ဒီအတွက်မွေးစေဝါကို free ဖွင့်ထားပေးတဲ့နော်ရှေ့တန်းနေမှာပါမွေးစေဝါသုံးပြီးတိုက်တဲ့အဖွဲ့တွေကိုကူပြောင်းကြတယ်။နော်အဲ့တော့ တော်တော်များများအဖွဲ့တွေကမူရေးစေဝါတုံးဆွဲလာတာကြားရတဲ့ဆိုတဲ့အကြောင်းကိုသူတို့ဘက်ကဟိုတက်ခွဲမှုပေါ့နော်ဒုတက်ခွဲမှုအဆင်ရှိတဲ့အမျိုးသမီးတူဦးကဒါရုတ်တန့်နေတော့ကထုတ်ဖော်ပြီးတော့ပြောဆိုလာတာဖြစ်ပါတယ်ဆိုတော့နောက်တဲ့တင်းတဲ့ဘုကကတော့ဒါကော့ကရိတ်မှာအလောင်းလက်နက်တွေရရှိတဲ့တင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ညနေပိုင်းကကော့ကရိတ်မြို့နယ်ထဲမှာနေမီလုံညိုကြီးဆောင်ရွက်နေတဲ့တက်မတော်စစ်ကြောင်းနေနဲ့ KNU KNL တမ6အဖွဲ့ဝင်နဲ့ဒီ PDF ပူအောင်အဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်သမားတွေဘက်ကအလောင်း၂လောင်း AK47 တလက် M4 တနက်တလက်နဲ့ဒီကြီတွေဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ပွဲမှာတမရဘက်ကစစ်တီတူကြဆုံခဲ့တယ်လို့သိရပါတယ်။နောက်တဲ့ရင်းဘုတ်ကတော့ဇွန်လ9ရက်နေ့မနက်ပိုင်းကကင်းပြင်းနယ်ကျုံတိုးမြို့ပတ်ဝန်းကျင်မှာ လွန်ရွေးတဖုံးဝင်နေတဲ့ KNU တက်မ6အဖွဲ့တွေနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲမှာတော့ PDF အလောင်းနှစ်လောင်းနော်တရုတ်ဆက်လက်တလက်အပီပစ္စနုတနက်တလက်ဆက်ဆက်ခဲရန်ပစ္စည်းတွေတည်စီရမိခဲ့တယ်လို့သိရပါတယ်။ဆိုတော့နောက်သတင်းတဘူကတော့ကျွန်တော်တို့ဒီကတိုင်တိပေါ့နော်ကတိုင်တိစခန်းကိုတက်ကပြန်ပြီးတင်ပိုက်ပြီလို့သိရပါတယ်။ကတိုင်တိစခန်းကိုပြန်တင်ပိုက်တဲ့အချိန်မှာအဲစစ်တီနှူးထိခိုက်တံရရှိခဲ့ပြီးတော့ ီ KNU နဲ့လက်အောက်ခံ PDF အလောင်း၅လောင်း M4E1 တက်လက်ရဲ့နောက်ပြီး60မမမပြောင်းတူတက်လက်ရဲ့ AK47 တနတ်၃လက်ကိုသိသိရမိခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဒါဇွန်လ9ရက်နေ့က PDF ဒီဘက်က ထုတ်ပြန်တဲ့သတင်းတစ်ပုဒ်ပေါ့အဲ့ဒါဘာလဲဆိုတော့ ကလေးတောင်ပိုင်းတိုက်ပွဲတွေမှာချင်း PDF လောက်ခံ PDF စုစုပေါင်း14ဦးထိတည်ဆုံးခဲ့တယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။နောက်သတင်းတွေကတော့ရန်ကုန်တိုင်းအတွင်းမှာလိုင်စင်မဲ့မော်တော်ယာဉ်ဆိုင်ကယ်ဘေးတွဲတွေပေါ့နော်။အပြည့်စစ်အသွင်းနဲ့ဘိန်းတွေပါစစ်စစ်အေးအေးယူမယ်ဆိုပြီးတော့ပြောပါတယ်။အဲ့တော့ဒါတွေကတော့အစိုးရရဲ့ထုတ်ပြန်ချက်ပေါ့ကျွန်တော်တို့ကတော့ပို့ပြီးတော့ပြောချင်တာကတော့ဖမ်းဆီးတာတော့ဖမ်းဆီးတာပေါ့။မူရင်းရောင်းတဲ့သူကိုပါဖမ်းတဲ့နယ်လို့ထင်တယ်။ နော်ဟိုရောင်းတဲ့ဆိုင်တွေကြတော့လွတ်ထားပြီးပြီးတော့ဆိုင်ပိတ်တာနဲ့လွတ်သွားပြီးဆိုတဲ့ပုံစံမျိုးတော့လုံးလို့တော့မရဘူးသူတို့မှာ stock တွေလက်ကျန်တွေရှိသေးတယ်ပေါ့အဲ့အတွက်ရောင်းတဲ့သူတွေကိုလည်းစစ်ဆေးပြီးတော့အရေးယူဖို့လိုမယ်ထင်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကစကိုင်းတိုင်းဒေသကြီးမြင်းမှုမြို့နယ်ဝမ်းပြေးရွာအနီးမှာလူမျိုးရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF ဖွဲ့ဝင်10ဦးလောက်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဒီတိုက်ပွဲမှာ PDF အလောင်း3လောင်းလက်လုံတနက်တလက်နဲ့ပစ္စတိုတလက်ဆက်ဆက်ခဲရန်တွေဖျက်ဆီးရမိခဲ့တယ်လို့သိရပါတယ် ဇလား6ရက်နေ့မှာပဲဘူရန်ဒီတာကြီးအရှိချမ်းချွေချင်းမြို့နယ်ထဲမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ KNU လက်နက်ကင်အဖွဲ့တွေနဲ့ PDF ပူပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဒီတိုက်ပွဲမှာလောင်ကျန်းသူအလောင်း3လောင်း FCG 9တနတ်တလက် ပစ္စတိုတလက်နဲ့ဆက်ဆက်ပစ္စည်းခဲရန်တွေတိတ်ဆီရမိခဲ့တယ်လို့သိရပါတယ်။ဟောနောက်တတိယနေ့ဘုကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကရုရှားရဲ့လီဒက်ခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာရုရှားဘက်ကဂလဲသားချိမယ်လို့ပြောခဲ့တယ်။ဂလဲသားချိမယ်လို့ပြောခဲ့တယ်လို့ပဲတကယ်လဲဂလဲသားချိခဲ့တယ်။ဒီယူကရိန်းမှာရှိတဲ့ဟိုခါကီမြို့ပေါ့နော်ခါကီမြို့မှာရှိတဲ့ဒီယူကရိန်းတပ်ဖွဲ့ဝင်တွေအခြေစိုက်တဲ့နေရာတော်တော်များများကို drone အများအပြားနဲ့အနည်းဆုံး drone 90လောက်နဲ့ဒါရုရှားဘက်ကတိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ဒီတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာအနည်းဆုံးလူ3ဦးသေဆုံးပြီးတော့16ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်တဲ့တင်းဘုတ်ကတော့ကျွန်တော်တို့တထေးချောင်းရေရလျက်စစ်စီမံကိန်းပေါ့နော်။တထေးချောင်းရေရလျက်စစ်စီမံကိန်းကတန်လွဲမြို့နယ်ထဲမှာရှိတာဖြစ်ပါတယ်။အေအေသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီစီမံကိန်းကဆက်မသွားဖြစ်တော့ဘူးပေါ့နော်။တန်လွဲမြို့ရဲ့အရှေ့မြောက်ဘက်12မိုင်လောက်မှာရှိတာပေါ့။အဲ့တော့တကယ်လို့ဒါဒီစီမံကိန်းကဆက်ပြီးတော့ run နေတယ်ဆိုရင်2025-26မှာလုပ်ငန်းပြီးစီးမယ်။လုပ်ငန်းပြီးစီးပြီဆိုလို့ရှိရင်သူကတက်စင်အင်အား117မဂါဝတ်ရှိတယ်။ ပြီးလို့ရှိရင်သူကအဲ့ဒီဆက်ရောင်းနေပြီးနှစ်စဉ်လျှက်စစ်ကအနည်းဆုံး386တန်ပေါ့နော်ကီလိုဝက်နာရီ386တန်ကိုရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေကိုထုတ်လုပ်ဖြန့်ဖူးပေးမယ်ဆိုပြီးတော့သူကလှုပ်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းအခုလိုလုံခြုံရေးအခြေအနေတွေကအဲ့ဒီကကျွန်တော်ကြားသလောက်အဲ့တန်တွဲဖြစ်စင်မှာပေါ့နော်အဲ့ဒီတထေးကြီးရလက်စက်ကအင်ဂျင်နီယာအမျိုးသမီးတယောက်ကိုပါဖမ်းသွားသေးတယ်လို့ကျွန်တော်တို့သတင်းရတယ်ပေါ့နော်အဲ့ဒီဖြစ်စင်နေအပြီးပေါ့နော်တန်တွဲကိုအေးအေးတင်လိုက်ပြီးတက်ကပြန်ဆုတ်သွားပြီးတဲ့နောက်ပိုင်းမှာ တတိယရလက်စည်လုပ်ငန်းလည်းရပ်ဆိုင်းသွားတယ်အခုဘာဖြစ်နေလဲတော့မပြောတတ်ဘူးအဲ့တော့အခုလက်စစ်လိုအပ်ချက်တွေဖြစ်ပေါ်နေတာကလည်းဒါတွေလည်းအများကြီးပါပါတယ်ဗျာကျွန်တော်တို့လက်စစ်ပင်မတိဆောက်ရေးနေရာတွေတော်တော်များများကအဲလက်နက်ကင်တောင်းကျမ်းသူတွေထိန်းချုပ်ထားတဲ့နေရာတွေမှာများတာဘူးအခုဆိုလို့ရှိရင်တချို့နေရာတွေမှာဆိုလို့ရှိရင်ဆယ်ပေါင်းနေပုံမှာပါတက်နေပြီးစကန်နေပါချထားတယ်ပေါ့နော်အဲ့တော့အဲ့လိုတွေဖြစ်နေခဲ့တယ်ပေါ့အဲ့တော့နင်းနာမှုကနိုင်ငံနဲ့ပြည်သူပဲဖြစ်ပါတယ် ဒီနေ့တော့သတင်းတွေကတော့လောက်ပါပဲဒီရက်ပိုင်းကတော့သတင်းကိုတိုးတိုးလေးပဲတင်ဆက်ပေးပါဦးမယ်နောက်ရက်ထိဆိုလို့ရှင်တော့ရှည်ရှည်လေးတင်ဆက်ပေးနိုင်အောင်ကြိုးစားပါမယ်တော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ bright လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။